ဆွန့်ပစ်ထားတဲ့ ground တစ်ခုထဲမှာဒိုင်ယာဘလတ်ဘွားနဲ့နှိမ့်ဆက်ခံလာရတယ်စမန်ဒူရီဟာသူ့ရဲ့ကောင်းတဲ့ကနေတန်းချောင်းတစ်ချောင်းတုံးထုံနေပြီးနာအိုမီကိုသူ့ကိုလာခဲ့ဖို့အတွက်အကူအညီလှမ်းတောင်းနေတဲ့အချိန်ယုတ်တရက်ဆိုသလိုနဆိုးဆံဝင်တယောက်ယောက်လာကတမန်တော်ဒီကိုအကူအညီတောင်းနေရလာဆိုပြီးခေါင်းလေးကိုတန်းချောင်းအောင်ပြန်ထုတ်ထည့်ပေးလိုက်ပါတယ်တစ်ဖက်မှာတော့ဒင်းဟာဆန်စီဝင်လာပြီးအမလီယာရဲ့နာမည်ကိုအလွန်သွန်သာလုပ်ခဲ့မိတဲ့အတွက်လာပြီးတောင်းပန်နေပါတယ် ပြီးရနေတလက်စားတဲ့ဒင်းဟာဘန်နီကိုဘလောက်ပြစ်ခဲ့ကြောင်းနေပြောနေနေတခြားအကြောင်းတွေပါလာကညီကိုနှောက်ရန်ထားပြစ်ကြပြီဒီပြဿနာဟာဒီရိုင်းဆိုပြီးမှမဟုတ်တာကြောင့်ပြဿနာဖြေရှင်းပြီးတဲ့အချိန်ထိနှောက်သွားလမ်းခွဲလိုက်ကြပါတယ်။နာအိုမီယာကက်စီယိုစစ်ကိုလိုက်ပြီးစမန်ဒရီရဲ့ဘန်းခန္ဓာရလို့ချက်ချင်းပဲကဲတင်မှုတွေပြောနေကလိုအပ်တဲ့အကူအညီပစ္စည်းကိရိယာချိန်တောင်ယူသွားဖို့တွေပြောလိုက်ပါတယ်။ဒါကြောင့်ကက်စီရဲ့လည်းလိုအပ်တာတွေကိုယူဖို့အတွက်အိပ်ပျော်နေတဲ့ဒင်းရှိမှမတက်ကြည့်တော့ရနေလိုက်ပြီးအဲ့ရနိုးလာတဲ့ဒင်းကတော့ကက်စီယိုမြင်လာနဲ့လှန်သွားရပါတယ်။ ။ဒီတော့မှအကက်စီရာစမန်ဒရီယာဖန်ခဏရာကြောင့်ပေါ်နေကသူ့ကိုကယ်ပေးဖို့အတွက်ကူညီပေးပါလို့ပြောလာပါတယ်။တလက်စာတွေဆန်အောင်ရဲ့ဗမာလဲလို့မိလိုက်ပြီးဒေးရတော့ဆန်အားအလုကရဏနာတာကြောင့်ပြောလိုက်ပြီးစမန်ဒရီယာကိုချီယာခံမှုအတွက်လှုပ်ကြပါတယ်။ဒီချိန်မှာဆန်အတော်မော်ဒယ်မှာအမလီယာနဲ့တွေ့နေရဖြစ်ပြီးအမလီယာသူ့စီကိုဆန်လာချောင်းတာအနေစလို့ဘာမှမြင်ခဲ့တဲ့အထိဆန်အောင်တင်ထားနေမိကြောင်းပြောပြပါရယ်။ပြီးရနဲ့ဆန်နဲ့နန်းလိုက်ပြီးဆန်ကိုအတူတူနေချင်းကြောင်းပြောပါရယ်။ ဆန်သာသူ့ကိုလက်ခံမယ်ဆိုရင်သူ့ရဲ့လက်ရှိဘဝကိုပြစ်ထားခဲ့ပြီးတော့ဆန်နဲ့ပဲအတူတူနေတော့မယ်လို့ပြောနေကဆန်ရဲ့ဘာမှမသိရပဲခဏခဏခီးထွက်နေရတဲ့အလုပ်ကိုလည်းမလုပ်တော့နေလို့ပြောလိုက်ပါတယ်။ဆန်ကတော့ဒီကိစ္စတွေအတွက်သူစဉ်းစားချင်းနေတယ်လို့ပြောလိုက်တာကြောင့်အမလီယာလည်းလုံးနဲ့ရနေလို့ရှိရင်ဒီဟိုတယ်ထဲမှာပဲပြန်တွေ့ကြမယ်ဆိုကသဘောတူညီမှုတစ်ခုလုပ်လိုက်ပါတယ်။နတ်ဆိုးဆရာဝန်ကတော့စမန်ဒရီယာကိုကြက်ကြက်နာနာနှိမ့်ဆက်နေပြီးစမန်ဒရီယာကနာကျင်လို့လို့အော်ဟစ်နေရကရုတ်တရက်အသိစိတ်ပျောက်သွားပြီးသူ့ရဲ့ပါဇက်ကနေတစုံတစ်ခုကိုရှည်ရွနေပါတယ်။သူ့ရဲ့အတန်းချောင်းအနီးနားကမြို့ကချုံပေါ်တစ်ခုစီမှာအတန်းနေပက်တယ်ထလာပြီးပောက်ကွဲမှုတစ်ခုဖြစ်သွားပါတယ်။ ဒီအတန်အောင်ကြားလိုက်ရတယ်ကက်စီယာဒါတမန်တော်ရဲ့နာချင်းချင်းခံစားရတဲ့အချိန်မှာတမန်တော်အချင်းချင်းကိုသိအောင်လို့ဆက်သွယ်နိုင်တဲ့အကူအညီတောင်းခံတဲ့အတန်ဖြစ်ကြောင်းပြောလိုက်ပြီးဒေလုံကြကြနာနာရှင်းပြနေတဲ့အချိန်ချုပ်ပောက်ကမိထလောင်ကလူတယောက်ပါပောက်ကဲမှုတွေမှာပါသွားတဲ့အမှုတက်လာလို့ဒေလုံလည်းအမှုဖြစ်တဲ့နေရာစီကိုထွက်လာခဲ့လိုက်ကြပါတယ်ဖေရိုဒါနဲ့ဒင်းတို့ဟာလူနာကိုသိကျင်တာတွေမိနေကြပြီလူနာကတော့သူဟာခြုံပုတ်စီရနဲ့ဒူးဆန်းတဲ့အတန်တွေကိုကြားနေရကြောင်ပြောပြလိုက်ပါတယ် ဒဲရလေသူကူနာကက်စီယေပြပြခဲ့တဲ့အကြောင်းအရာချုံမုတ်စီရန်လေထွက်လာခဲ့တဲ့အတန်နဲ့ဆက်ဆက်ကြည့်လိုက်ပြီးဒါစမန်ကျွေဟာသူတို့အကူအညီတော့လာမသိဘူးဆိုမြို့ကိုပိုက်စစ်တပ်ပြီးရှာဖို့လုပ်ကြပါလေခရော်လီကတော့စမန်ဒရီယောဖမ်းထားတဲ့နေရာမှာနတ်ဆိုးတွေကိုအဆောင်ထားရမှာပဲဆိုပြီးပထမအုပ်စုအနေနဲ့နတ်ဆိုးတွေကိုစားပြီးလိုက်ရှာကြပါလေဒီလိုနဲ့ရှာရင်ရှာရင်နဲ့ဒဲနဲ့ကက်ဆိုလေစမန်ဒရီယောချုပ်ထားတဲ့စစ်ရုံကိုရှာတွေ့ခဲ့ပေမဲ့နတ်ဆိုးအကြီးအတွက်ကသူတို့ထင်ထားတဲ့အရန်များနေပြီးကက်စီရဲ့အနေနဲ့စစ်ရုံတွေကိုဝင်မရအောင်လို့တမန်တော်အတားစီတွေရှိနေရကြောင်းစမန်ဒရီယောကိုကယ်ပြင်ဖို့အတွက်ကအခက်အခဲတစ်ခုဖြစ်နေကြပါလေ ကက်စီရတော့လက်ရှိအခက်ခဲရာဆန်အောင်ခေါ်ခြင်းနေပြီမယ်ဒေးရတော့ကယ်ဗစ်စီကိုပဲသွားဖို့ပြောနေကကယ်ဗစ်စီရတာနဲ့နတ်ဆိုးတွေကိုနှင်းနေဖုံလို့ဖို့အတွက်ပြောပါရယ်ဒါကြောင့်ကေဗင်ကပါဝင်ပစ္စည်းတွေကိုပေးဖို့အတွက်ကက်စီကိုရှာခိုင်းလိုက်ပြီးဒေးရတော့မင်းရဲ့အမေမစ္စထရန်ရောလို့မင်းနေပါရယ်ဒီချိန်မှာအလုပ်တွေကိုနှင်းကန်လုပ်နေရပြီးမတွင်းနေကြနေကဆက်ဆက်နေတဲ့ကေဗင်ကတော့သူ့အမေဟာအာယုံအရှိုင်းနောက်လို့တခြားတဲ့နေရာကိုပို့ထားတာဖြစ်ကြောင်းပြောလိုက်ပါရယ်ဒီစကားကြောင့်ဒေးနဲ့ထူးဆန်းသွားပြီးကေဗင်ရဲ့ပုံစံကိုငွတ်ကြည့်မိလိုက်ကတက်ပြင်းမဲ့ချနေလိုက်ရပါရယ် ဒီချိန်မှာဒင်းစီကိုဗန်နီစီကနေဖုန်းဝင်လာပြီးသူအကူကြီးလို့နေလို့အခြေရလို့ရှိရင်လာတွေ့ပြီးပါလို့ပြောနေတာဒင်းကလည်းလက်ရှိဒီမှာအမှုတစ်ခုရှိနေကြောင်းနဲ့ဒီမှုပြီးလို့ရှိရင်လာခဲ့မယ်လို့ပြောလိုက်ပါတယ်ဒီချိန်မှာစမန်ဒရီယက်စီကိုခရော်လီရောက်လာပြီးဆရာဝန်ရတော်ထူးဆန်းတဲ့စကားတွေပြောနေတယ်စမန်ဒရီယက်ကိုပြလိုက်ပါတယ်ခရော်လီရတော်စမန်ဒရီယက်ကိုမြင်လာတဲ့သဘောတူကြနေပြီးအဲ့ဒီဘာသာစကားကိုသူနားလေတာမဟုတ်လို့စမန်ဒရီယက်ကိုပူပြီးနှိစက်ခံလိုက်တာသူ့ရဲ့ဘာသာကနေစကားတွေပူပြီးပြောအောင်လို့လုပ်နေပါတယ်ဒီချိန်မှာကန်စီရတော့ပေါဝင်ပစ္စည်းရင်းနဲ့အတူဆန်အောင်ဘာတခါလဲခုပြီးပြောက်တာအကြောင်းဒင်းလဲအံ့ဩသွားရပါတယ် ကက်စကတော့ဆက်ရောက်လာတယ်မင်းတို့ညီကိုနှစ်ကောင်ကိစ္စလေးကိုခဏထားအောင်ပါအခုချိန်မှာစမတ်ဂျီရောက်ကောက်ခွဲဖို့အတွက်ပူပေါင်းဖို့လိုရလို့ပြောလိုက်ပါတယ်ဒီလိုနဲ့ဒင်းမက်ဆန်လည်းဘာမှမပြောတာတော့ပဲစရုပ်စီရောလာကြပြီးကက်စီရဲ့အေဂျင်စီဟာတမန်တော်အတားစီတွေကိုဖယ်ပေးဖို့လို့ပြောလိုက်ပြီးဒင်းမက်ဆန်လည်းနဆိုးတွေကိုဝင်ဖိုက်ချရင်အတားစီတွေကိုဂျန်နယ်တလောက်ပဲဖျက်နေကြပါတယ်ဆက်ရုံထဲမှာလည်းစမတ်ဂျီရဲ့နန္ဒာချင်းရဲ့အဟွေတန်ကြီးဟာချောချားစရာကောင်းလောက်လို့ပြန်လွှင့်နေပြီးအဲ့ဒီအတန်ချာအနောက်ကိုဒင်းမက်ဆန်လည်းလိုက်လာကြပါတယ် နောက်ဆုံးတကားနောက်ပြောလာတော့ကက်စီယိုခေါ်ပြီးတော့ဝင်မလို့ကြပြင်မယ်အတားစီတကူကကြံနေသေးရကြောင်းကက်စီယိုလည်းတကားကိုဖျက်နိုင်ဖြစ်နေပါလေအဲ့ဒီအချိန်မှာကန်စီယက်စီမှာလည်းထူးဆန်းတဲ့အာရုံတစ်ခုပေါ်လာပြီးနာအိုမီယာကန်စီယက်ကိုတခုလုံးနေတာကိုမြင်လိုက်ကကန်စီယက်တရားကိုနေရာကိုကပ်ပြီးကြောက်တဲ့ကြာဖြစ်နေပါတယ်။ဆန်အားတော့ထပ်ပြီးတော့ရှိသမျှအတားစီတွေအကုန်လုံးကိုရှင်းဖို့လုပ်နေပြီ။ဒီတိုင်းဆိုရင်စမတ်တူရဲ့နောက်ဆုံးချေအောင်ရောက်နေရာကြောင်းလုံးဝမမီတော့တာမဟုတ်လို့ဒင်းလည်းအောက်ကုန်တိုက်ခိုက်နေပြီးတကားကိုရအောင်တုံးဖွင့်နေပါတယ်။အထဲမှာတော့ခရော့လီယာစမတ်တူစီယာနေရတဲ့လောက်တရင်နိုင်နေ ။နောက်ဆုံးမှာတော့နောင်မီရဲ့တည်ရှိမှုနဲ့တမန်တော်ဒီကိုနိုင်မှုအတွက်တောက်စာပါရှိနေကြောင်းကြည့်လိုက်ရပါတယ်။ဒီလိုနဲ့ဒင်းလုံလေအချိန်နှဲကယူလိုက်ပြီးနောက်ဆုံးမှာတော့အောင်မီနဲ့အထဲကိုဝင်လာနိုင်ခဲ့ပြီ။သူတို့ချက်လာတဲ့အချိန်မှာတော့ခရိုလီကအထဲမှာမရှိတော့ဘဲဆရာဝန်မဲကျန်တော့ကြောင်းဒင်းလုံလေဆရာဝန်ကိုကိစ္စတုံးပြလိုက်ရင်ကက်စီယာကတော့အချိန်နှဲမဟန်တော့တဲ့စမန်ဒရီကိုအပြင်ကိုကယ်ထုတ်သွားလိုက်ပါတယ်။စမန်ဒရီကတော့နောင်နာအကြီးကြီးရနေပြီသူစားဖောက်လိုက်မိကသူတော်မသိလိုက်ခင်မှာပဲမလို့တင်တာတဲ့အကုန်လုံးကိုခရိုလီရောပြလိုက်မိပြီဖြစ်ကြောင်းလေငိုယူပြီးပြောနေတဲ့အချိန်ကက်စီယာကတော့နောင်မီစီကိုချက်ချင်းပဲစစ်ကောက်ခံလိုက်ရပါတယ် အကြောင်းဆုံးကိုသိလိုက်ရတဲ့ကက်စီကလည်းနာအိုမီရဲ့တရှိမှုကိုမေးခွန်းထုတ်နေပြီးတမန်တော်ကျောက်စာဆိုတာကလည်းဘာလဲလို့မေးနေပါတယ်။ဒါကြောင့်နာအိုမီကခက်ရှင်းရှင်းပဲနတ်ဆိုးကျောက်စာကနတ်ဆိုးတွေကိုအန်ရည်ပေးတဲ့တလို့တမန်တော်ကျောက်စာကလည်းတမန်တော်တွေကိုဒုက္ခကောင်းအောင်လို့လုံးနဲ့နဲ့အရာပဲလို့ပြောနေတစ္ဆာဖောက်ခဲ့တဲ့စမတ်ထရီကိုချက်ချင်းပဲတတ်ဖို့အတွက်အမိန့်ပေးလိုက်ပါတယ်။နာအိုမီကအမိန့်ပေးလိုက်တာနဲ့ချက်ချင်းဆိုသလိုပဲကက်စီရဲ့လက်နက်ဖက်ကစမတ်ထရီကိုအဆုံးသတ်ပစ်လိုက်ပြီးအဖြစ်အပျက်တွေကိုမြင်သွားတဲ့ဒင်းလို့ကလည်းအော်နေကြတဲ့အချိန်ကက်စီရဲ့ပါဇက်ကတော့နာအိုမီပြောခိုင်းတယ်လို့မျိုးတသိမ့်မသိမ့်လိုက်ပြီးပြောနေပါတယ်။ ပြီးရနဲ့ကက်စီကစမန်ဒရီယံကိုကောင်းကင်ဘုံခေါ်သွားပြီးနာအိုမီယာစစ်စစ်မှုကိုပြုလုပ်ပါတယ်။ဒီအချိန်အောက်မှာကြံခဲ့တဲ့ဒေးမက်ဆန်ကလည်းအိမ်ဒိန်ထဲမှာတမန်တော်အတားစီဒီကိုကြီးဆွဲနေကြပြီးကက်စီရဲ့အကြောင်းအတင်းတုံနေကြတာ။ဒေးကတော့ကြေကျွတ်သက်စင်ပုံနဲ့ရနေကက်စီရဲ့တရားကိုလွန်လွဲလွတ်လာနိုင်တာဘယ်တော့မှအကြောင်းမရှိကြောင်းနဲ့သူအခုလိုမျိုးလွန်လွဲလွတ်လာတာနောက်ကွယ်မှာတခုရှိနေတာဖြစ်လောက်မယ်လို့ပြောလိုက်ပါတယ်။ ပြီးရနဲ့ဆန်အောင်ကြည့်လိုက်ပြီးဆန်ဟာသူ့ဘဝနဲ့သူနေချင်နေတဲ့အတွက်ဒင်းလေဒီနောက်ကနေနောက်ခွင့်ပေးချောင်ပြောလိုက်ကာအမလီစီယာကိုပြန်လှုပ်ပေးမယ်ဆန်အတော့ဒီလောက်ကနေရုံထွက်လို့မရတဲ့အပြင်အခုလေကိစ္စတွေဟာပုံပြီးချုပ်လာအောင်ဒင်းရပေးမှာပဲဆက်နေဖို့တော့ဆုံးမချက်ချလိုက်ပါလေအဲ့ဒီအချိန်မှာဘန်နီစီယာနေဖုန်းဝင်လာပြီးဒင်းကတော့ဘန်နီနဲ့ဆက်သွယ်ရေးကိုအပြီးတိုင်ဖျက်ချလိုက်ကာအခုချန်နေစားပြီးကို့ဘဝနဲ့ကိုပဲနေကြရအောင်လို့ပြောလိုက်ကာဘန်နီလည်းသဘောတူလိုက်ပြီးဒင်းကိုအဆင်ပြေပါစေလို့စတောင်းပေးလိုက်ကာဖုန်းချသွားပါလေ ဒီအချိန်မှာအမလီယာကတော့ချိန်ရတဲ့ကတိအတိုင်းမော်တယ်ပြောင်းလာခဲ့ပြီးစအောင်မတွေ့တာကြောင့်အခြေအနေတွေအကုန်လုံးသဘောပေါက်သွားကဆင်မကောင်းစာနဲ့ပဲပြန်လွတ်ထွက်သွားလိုက်ရပါတယ်။ဒီအချိန်မှာဝင်းချန်ဆန်ကြီးကိုနှစ်ယောက်ကတော့ TV လေးကြည့်ရင်ဘီယာလေးတောက်နေကနောက်ဖြစ်လာမယ့်ပြဿနာတွေကိုရင်ဆိုင်ကြဖို့အတွက်တားဆူးနေကြပါတော့တယ်။